မကွေးတိုင်းနမောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်တပ်ကိုဂျားဖြတ်တိုက်ခတ်ရာစစ်သားဆယ်ဦးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်933ရဲ့တပ်ရင်းမှူးဘိုအောင်က ပြောပါတယ်ဒီကနေ့လူမှား25ရက်နေ့မနက်8:22မိနစ်ခန့်အချိန်မှာနမောင်မြို့နယ်ကြောက်တန်းကျေးရွာနီးတုံးလုံးကိုတော်လမ်းဆုံမှာတရက်ချောင်းကံလှကျေးရွာဘက်ကိုအင်အား80ခန့်နဲ့စစ်ကြောင်းထိုးဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကို PDF view ဟာ16တက်ရင်ကိုတုံညာတုံမှရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင် တိုက်ပွဲမှာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးကတော်လှန်ရေးဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကသေဆုံးတာခန့်မှန်း10ဦးလောက်ရှိတယ်။စစ်ခွေးတွေနဲ့တိုက်ပွဲကထပ်ဖြစ်နိုင်တယ်။တောင်ပေါ်နဲ့တောင်အောက်ဆိုတော့ သူတို့အထိနာမှာစစ်ခွေးဘက်ကလက်ရှိလက်နက်ရရှိတာမျိုးတော့မရှိဘူးတော်လှန်ရေးမဟာမိတ်တွေနဲ့ပေါင်းပြီးဆက်လက်တိုက်ခိုက်ဖို့ရှိပါတယ်တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့အမှတ်933တက်ရင်မှာတက်ရင်မှုဘူအောင်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုအမှတ်932တက်ဖွဲ့နတ်မောက်ပကဖနဲ့မဟာမိတ်ပူးပေါင်းတက်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြအောင်တိုက်ခိုက်မှုပြုလုပ်ပြီးရတဲ့နောက်တော်လှန်ရေးရဲဘော်များ ထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်